ာတွင်တတရတင်ပတ်ရဲ့ဗုဒ္ဓဟူနေ့ရှမာတေဥဧဝံဂေလိကျမ်းအခန်းကြီး9အခန်းငယ်16မှ19ပြညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများကိုပယ်ခြင်းကငါလာသည်ဟု မထင်ကြနှင့်ပယ်ဖြတ်ခြင်းကမဟုတ်ပြီးပြည့်စုံခြင်းကငါလာတည်းတင်းတော်ငါမှန်ဆိုသည်ကကောင်းငင်နှင့်မြေကြီး क्वे ပြောက်သွားသည်တန်အောင်အရာအလုံး ပြီးပြည့်စုံခြင်းတို့မရောက်မချင်းပညာတရားကျမ်းမှ အငယ်ဆုံးသောစလုံးတစ်လုံးအသက်အလတ်တစ်ခုမျှမကွဲမပြောက်ရာ ထို့ကြောင့်မြည်မဆိုးဤအငယ်ဆုံးသောပညာတို့တွင် တပါးပါးကို ကိုယ်တိုင်ကျူးလွန်၍အခြားသူတို့အားလည်းထိုနည်းအတိုင်းသွန်သင်လျင်ထိုသူသည် ကောင်းငင်နိုင်ငံတော်တွင် အသိငယ်ဆုံးသောသူဟု အခေါ်ခံရလိမ့်မည်တို့ရာတွင် မည်သူမဆိုပြညတ်တော်များကို ကိုယ်တိုင်ကျင့်၍အခြားသူတို့အားလည်းကျင့်ရန်တုံသင်လင်ထိုသူသည် ကောင်းငွေနိုင်ငံတော်တွင် ကြီးမြတ်သောသူဟု အခေါ်ခွန်ရလိမ့်မည်ဟု မိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် Where we can find true freedom စမနလလချင်းကိုကျွန်တော်တို့ဘယ်မှာရှာတွေ့နိုင်မလဲ ပြည့်ညတ်တော်များဆောင်ထင်းခြင်းကျုံများဆောင်ထင်းခြင်းတနည်းပြောရရင်ဖျားသခင်အလိုတော်ကိုလိုက်နာဆောင်ရွက်ခြင်းနိုင်တာလေအတွင်သက်စိတ်မှန်နဲ့လွတ်လပ်ခြင်းကိုရရှိပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ဒီနေ့သခင်သူပြောလာတာဒါပဲဖြစ်တယ်ပြည့်ညတ်ကြံများပရောဖက်ကြံများအကုန်လုံးကိုအသက်အလက်အသေးစိတ်မကြံဖြစ်ဆွတ်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဟာသူပဲဖြစ်တယ် အပြင်းမဲ့စကလုံးသဘောရမဟုတ်ဖဲအတွင်းသက်အနှစ်သာရအထိတိုင်အောင်ချစ်ချင်းမြတ်တာအားဖြင့်ဖြစ်ဆွက်ခဲ့တယ်။ဒါကြောင့်သူဟာ အတွင်းသက်လွတ်လပ်ခြင်းကို အမြင့်ဆုံးအတိုင်းအဆမရှိပိုင်ဆိုင်တဲ့ပုံကိုဖြစ်တယ်လို့ကျွန်တော်တို့ယုံကြည်ကြပါတယ်။ဖျားသခင်အလိုတော်လိုက်နာခြင်းတမန်တရားနဲ့အသက်ရှင်ခြင်းမေတ္တာတရားလမ်းမှာရှောက်လန်းနေတဲ့ပုံကအတွင်းသက်လွတ်လပ်နေတာပဲဖြစ်ပါတယ်။ အပြင်းမှန်းမလောက်ပဲခြုံနှောင်ထားခြုံနှောင်ထားနှစ်ပေါင်းများစွာအကျဉ်းကြခံပါစေဒီပုဂ္ဂိုလ်ကအတွင်းသမားလွတ်လပ်နေတာပဲဖြစ်ပါတယ်ဒီလိုမျိုးပုဂ္ဂိုလ်ဟာအတွင်းသက်လွတ်လပ်ခြင်းကိုအမြဲတမ်းပဲပိုင်ဆိုင်နေမှာပဲဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်အလိုတော်လိုက်ခြင်း၌ကျွန်တော်တို့လွတ်လပ်ခြင်းကိုလည်းပဲအမြဲတမ်းပဲရှာဖွေကြမှာဖြစ်ပါတယ်သူရဲ့အလိုတော်လိုက်ခြင်းတနည်းပြောရရင်ပြည့်ညတ်တော်များဆောင်ထင်းခြင်းကျင့်ဝတ်တော်များဖြစ်ဆွဲခြင်းဟာ ကျွန်တော်တို့ရဲ့လွတ်လပ်ခြင်းတွေကိုယူဆောင်သွားတယ်လို့တချို့ကထင်ကြပြီးတရားတွေကိုဝန်တော့ဝန်ဖို့အဖြစ်နဲ့နားလည်ကြပါတယ်ဒီနားလည်မှုကိုလည်းပဲဒီဝါတွင်းကာလမှာပြင်ကြမှာလည်းပဲဖြစ်ပါတယ်တရားတွေဟာတကယ်တော့ကျွန်တော်တို့အတွက်တပိုးအပြင်ကနေတင်လိုက်တာမဟုတ်ဘဲအတွင်းသက်လွတ်လပ်ခြင်းကိုပေးလိုက်တာဖြစ်ပါတယ်ခမီးတော်ဖရာရဲ့သာသမီတွေရဲ့လွတ်လပ်ခြင်းကိုပေးလိုက်တာဖြစ်ပါတယ်ပြောက်သောသားကဲ့သို့ခမီးတော်ထံမှာလွတ်လပ်ခြင်းမရှိဘူးလို့ ကျွန်တော်တို့မကြာခဏတွေးထင်မှတ်ယူပြီး သူကနေအဝေးတနေရာစီမှာကျွန်တော်တို့ကိုပိုင်တိဆောက်နိုင်တဲ့လွတ်လပ်ခြင်းရှိမယ်ဆိုပြီးရှောက်ရှားနေကြတဲ့ပုံကိုယ်တွေဟာကျွန်တော်တို့တယောက်စီပဲဖြစ်ပါတယ်။ဒါကြောင့်တကယ်စိတ်မနဲ့လွတ်လပ်ခြင်းဟာခမီးတော်ရဲ့အလိုတော်လိုက်နာခြင်း၌တည်းရှိတယ်။ခမီးတော်ထံမှာပဲရှိတယ်။သူ့ရဲ့ပြည့်ညတ်တော်ဆောင်ထင်းခြင်းကျေဝေများကို ဖြစ်ဆွတ်ချင်းသာလျှင် စစ်မှန်တဲ့လွတ်လပ်ခြင်းကိုအမြဲရှာဖွေတွေးရှိနိုင်မယ်ဆိုတာကိုကျွန်တော်တို့မှတ်သားကြမှာလည်းပဲဖြစ်ပါတယ်။ဒီလန်ခီဘဝလန်ခီလျှောက်လန်းတဲ့အချိန်မှာဒီအရာတွေဟာကျွန်တော်တို့ကိုဒီနည်းနဲ့ပံ့ပိုးနေတယ်၊ကူညီနေတယ်၊လက်ဆောင်နေလည်းပဲဖြစ်တယ်။တရားဟာတကယ်တော့လက်ဆောင်ဖြစ်တယ်။ဒီလိုပညာတော်တွေဟာလက်ဆောင်ပဲဖြစ်ပါတယ်။ကျင့်ဝတ်တွေဟာလည်းပဲသူ့ရဲ့လက်ဆောင်ပဲဖြစ်တယ်။ချစ်ချင်းမြတ်တာအနောင်ဖွဲမှာ ပျောက်ပြတ်မသွားဖို့လန့်ချော်မသွားဖို့လက်ဆောင်ဖြစ်ပေးထားတဲ့အရာတွေဖြစ်နားလည်ဖို့လည်းပဲလိုပါတယ်။ဒါကြောင့်စစ်မှန်တဲ့လက်ချင်းဟာလူတိုင်းရှာနေကြတဲ့အရာဖြစ်ပါတယ်။လူတိုင်းလည်းပဲမွေးရပါရထိုက်ရပိုင်ခွင့်ရှိတဲ့အခွင့်အရေးလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလူလက်ချင်းဟာကျွန်တော်တို့ချိန်မှမရှိပါဘူး။ခမီးတော်ရဲ့အလိုတော်လိုက်ချင်းလိုက်တာလည်းရှိတယ်ဆိုတာကိုသခင်သူကတက်တည်ပြခဲ့တာလည်းပဲဖြစ်ပါတယ်။ဒါကြောင့် သူကိုယ်တိုင်ဖြစ်ဆွတ်ခဲ့တယ်ကျွန်တော်တို့တယောက်စီကိုလည်းပဲဖြစ်ဆွတ်ဖို့ခေါ်ပါတယ်အပြင်ဘက်သကလုံးရဖြစ်ဆွတ်ခြင်းမဟုတ်ဘဲအတွင်းသက်အနှစ်သာရချစ်ချင်းမြတ်တာအပြင်ဖြစ်ဆွတ်ခြင်းပြုနိုင်ရအောင်သူထံမှာကျေးဇူးတော်များတောင်းခံကြပါစို့တသဖြင့်ဒီနေ့ဟာကျေးဇူးတော်နေ့ဖြစ်တယ်ဂျူဘလီနေ့ဖြစ်တယ်သူ့ကိုကြောခိုင်းလို့လွတ်လပ်ခြင်းပျောက်ဆုံးခဲ့တဲ့ကျွန်တော်တို့ဒီဂျူဘလီနေ့မှာ ပြန်လည်ပြီးတော့လာရောက်ပြီးတော့ လွတ်လပ်ခြင်းကို ရှာဖွေတွေ့ရှိဖို့ခမီးတော်ရဲ့ထာမလွတ်လပ်ခြင်းကိုအမြဲတမ်းပိုင်ဆိုင်မှုအတွက်ပြန်လှည့်လာနိုင်ဖို့ချူတောင်းကြပါစို့သခင်သခင်ရှင်လုံးတော်တပည့်တော်တို့ကိုတနာရတော်မူပါ